ဒါကြီးမင်းရတွေ့ရတာသိပြီးတော့အဆင်မပြေဘူး။ဘာလို့လဲဆိုတော့ဒီအလှရှင်တွေကလည်းကိုယ့်ကိုစေတနာရှိလို့လာလှူကြတယ်လေ။ကိုယ့်ကိုစေတနာရှိလို့လာလှူကြတဲ့ခါကျတော့အဲ့လိုမျိုးဒီရုံုံတဲတဲတွေလှုပ်ပြီးတော့ तू ရတဲ့သူကရမရတဲ့သူကမရပဲနဲ့ဝိုင်းလူနေကြတဲ့ခါကျတော့ဒီအလှရှင်တွေလည်းစေတနာပြတ်သွားကြတယ်ပေါ့လေ။အဲ့ဒီဗီဒီယိုထဲမှာမြင်လိုက်တဲ့အမတယောက်ဆိုလို့ရှိရင်သူမျက်နှာကဒီကုသိုလ်လိုခြင်းလို့ကုသိုလ်ရခြင်းလို့လှုပ်တဲ့ဟာကို ကုသိုလ်မရဘဲနဲ့ကွာစိတ်ကတိကအောက်ဖြစ်သွားပုံရပါတယ်သူမျက်နှာလေးကသတိပြီးတော့မကြည်ဘူးတော့ပေါ့လေနော်ဆိုတော့ဘသူမဆိုပုထုဇဉ်လူသားတွေအကုန်လုံးကအဲ့လိုမျိုးပြဿနာတွေကိုကြုံရတာပဲလေကြိုက်တဲ့လောက်စိတ်ကောင်းတယ်ပဲပြောပြောကြိုက်တဲ့လောက်ငါဥရင်ဖြစ်တယ်ပဲပြောပြောအဲ့လိုမျိုးနဲ့ကြုံလာလို့ရှိရင်စေတနာမပါတော့ဘူးစေတနာမတန့်တော့ဘူးပေါ့လေငါလှူတာဘာပဲလို့လို့ဆိုပြီးတော့လှုပ်လို့ရတယ်ဒါပေမဲ့သူတို့ကဒီ seasoning မရှိတဲ့ခါကျတော့ seasoning မရှိတဲ့ခါကျတော့ဒီကျွန်တော်လက်ရှိနေနေတဲ့နေရာရဲ့ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်အဲ့လိုမျိုးမတွေးရဘူးပေါ့နော်ဆိုတော့အဲဒါလေးတွေလည်းလူပြောစရာဖြစ်တယ်ပေါ့